င်္ဂလာပါရှင်။တနင်္လာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့မေလ28ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြောင်နေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်။စစ်ကောင်စီတပ်ရဲ့အရက်သားပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကြားကာလပညာရေးကျောင်းတွေအလုံးယာယီရန်နာထားဖို့အန်ယူဂျီပညာရေးဝန်ကြီးဌာနကညွှန်ကြားချက်ထုတ်ပြန်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနရဲ့အတိမတ်ပြုမှုနဲ့မြေပြင်မှာဖွင့်လှစ်တင်ကြားနေတဲ့အခြေခံပညာပြည်သူအခြေပြုပညာရေးကျောင်းတွေအစစ်မြစ်ပညာကျောင်းတွေနဲ့တံမွေးပညာကျောင်းတွေအလုံးဘေးရန်ရဲ့ကင်းရှင်းရေးအစီအမံတွေဆောင်ရွက်နေတော့ခိတရာရီရန်နာထဖို့ကိုညွှန်ကြားထားတာပါ။ စစ်တပ်ဟာစာတင်ကြောင်းတွေ စေယုံတွေအဆရှိတဲ့လူစုလူဝေးရှိတဲ့နေရာတွေကိုဒေသောင်းကနေပြစ်မှတ်ထားတိုက်ခိုက်နေလို့ကလေးတငယ်တွေနဲ့ဆရာဆရာမတွေအရသာပြည်သူတွေအသက်အန္တရာယ်ထိခိုက်မှုမရှိစေဖို့အခုလိုညွန်ကြားတာလို့လည်းဆိုထားပါဗျ။ရေဖြူမြို့နယ်ကံပေါ့ရွာအခြေစိုက်အမှတ်ခလာရ2ခွန်တုံတရင်အနီးမှာကလေးတအူးမိုင်းနှိမ့်မိပြီးခြေောက်ပြတ်သွားတယ်လို့ဒေသခံတွေစီကသိရပါဗျ။ အခုလ25ရက်နေ့နေ့လယ်ပိုင်းကမိုင်းနှိမ်မိခဲ့တာဖြစ်ပြီးခြေတစ်ဖက်ပြတ်တောက်ခဲ့တာပါမိုင်းနှိမ်မိတဲ့ကလေးငယ်ဟာအသက်73နှစ်အရွယ်ကမ်ပေါ့ဒေတာခန့်ဖြစ်ပြီးအဖိုးဖြစ်သူနဲ့အတူမှုရှာဖို့သွားတဲ့အချိန်မိုင်းနှိမ်မိခဲ့တာဖြစ်ပါတယ်ပဲခူးတိုင်းကြောက်ကြီးမြို့နယ်ကျွန်ကြီးရွာကမင်္ဂလာဆောင်ကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုမှာတိုက်စုံသူ12ဦးအထိရှိလာပါတယ် အခုလ25ရက်မနက်ပိုင်းက KNU တမဟာတုံနယ်မြေညောင်လေးပင်ခရိုင်ထဲပါဝင်တဲ့ကြုံကြီးရွာကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးသရိုးသမီးနဲ့ကလေးနှစ်ဦးအပါအဝင်တိတ်ဆုံးသူ12ဦးအထိမြင့်တက်လာတာပါလေကြောင်းတိုက်ခိုက်မှုကြောင့်စိုးရိမ်ရတဲ့ပြင်းထန်ဒဏ်ရာရရှိခဲ့သူကတော့42ဦးအထိရှိခဲ့ပါတယ် တနင်္လာရီမြို့နယ်နဲ့ဗုတ်ပြင်းမြို့နယ်ကစစ်ကောင်စီတပ်သားတွေကိုရီလန်းကုန်းလန်းတွေကနေမြေမြို့ကိုပို့ဆောင်နေတယ်လို့စစ်ရေးသတင်းအရင်းမြစ်တွေစီကသိရပါဗျ။မနေ့ကမနက်ပိုင်းကတနင်္လာရီမြို့နယ်ဇပွဲရွာအခြေစိုက်ချင်းမြတ်တရင်ခမရ996ကစစ်ကောင်စီတပ်သား80ဝန်းကျင်ကို စစ်ကောင်နှစီနဲ့မြေမြို့ကိုပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်မနေ့ကမွန်လွယ်ပိုင်းမှာပဲ ဗုတ်ပြင်းမြို့နယ်တမ73ကစစ်ကောင်စီတပ်သား150ဝန်းကျင်ကိုဇက်သိန်းမောနဲ့မိမျိုးကိုပို့ဆောင်ခဲ့သေးတယ်လို့လည်းတော်လိုင်းရေးတပ်ဖွဲ့ဝင်တွေစီကသိရပါဗျ။မိမျိုးကြောင်ငယ်ရက်ကွက်ကဖုံးစိန်ဒီဇိုင်းညဘက်ဖောက်ထွင်းခံရပြီးငွေသားဇက်သိန်း190ကျော်ခိုးယူခံရတယ်လို့ကာယကံရှင်တွေစီကသိရပါဗျ။အခုလ24ရက်ည7:00နာရီလောက်မှာဖုံးဆိုင်အတွင်ကိုဖြက်စီးဝင်ရောက်ပြီးနောက်အခုလိုခိုးယူသွားတာဖြစ်ပါတယ်။ CCTV မှတ်တမ်းတွေအရခိုးယူသူဟာအသက်30ဝန်းကျင်အရွယ်အမျိုးသားတဦးဖြစ်တယ်လို့လည်းသိရပါဗျ။မနေ့ကထိုင်းမှာပြည်တံကြခံပြီးတဲ့မြန်မာနိုင်ငံသား81ဦးကို ထိုင်းလဝကကနေရပြန်ပို့ပေးခဲ့ပါဗျ။ထိုင်းနိုင်ငံမှာပြည်ထောင်အမျိုးမျိုးနဲ့ထောင်ကျခံပြီးတဲ့နောက်ထိုင်းနိုင်ငံရနောင်းခရိုင်လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းမှာထိန်းသိမ်းထားတဲ့မြန်မာနိုင်ငံသားတွေကို ရနောင်းမြို့ကနေတဆက်ကောတောင်းမြို့ကို ပြန်လည်ပို့ဆောင်ပေးခဲ့တာပါ။နေရပြန်ပို့တဲ့အထက်အမျိုးသား60ဦးနဲ့အမျိုးသမီး21ဦးတို့ပါဝင်ပြီးထိုင်းဘက်ကနေအခုလိုပြန်ပို့ပေးတဲ့နေရပြန်မြန်မာနိုင်ငံသားတွေကိုစစ်တပ်ကကောတောင်းမြို့မှာတင်အာဓမတက်သားစုဆောင်ဖို့ဖမ်းဆီးလိရှိတာကြောင့်မိသားစုဝင်တွေကတော့စိုးရိမ်နေကြပါဗျ။ တင်းနှင်းသားရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။